ရိုက်တာအနေနဲ့ရိုက်တဲ့အမီမီရိုက်တဲ့ပါဆိုအမီမီကသူကဟိုတကယ်ဟိုမင်းသားလာတဲ့သူဆိုတော့လေအာဟိုဒရိုက်တာလုပ်တဲ့ခါမှာလည်းအရင်တောင်းစီတယ်အရင်ကိုဟိုကြိုက်ရတာမိုက်တယ်ဗောဗျာကာရက်တာတွေကတော့အဲ့ခေအဲ့အချိန်ပုံစံမျိုးလေးကိုရိုက်ထားမိမယ်အခုထိခင်မိနေတဲ့အမီမီရဲ့စိတ်ကူးရဲ့ idea တွေပေါ့ဟုတ်ဆိုတော့အဲဒါလေးကရုံတွင်တွေ့ရမှာပါအဲကျွန်တော်ကဦးမင်းကိုတော့အနုပညာသုံးသပ်လို့မရပါဘူးဦးမင်းကိုဟော မိုက်တွေကြိုက်တယ်ပေါ့နော်ဒါသူရဲ့အဲ့လိုအမြဲတမ်းတင်ပေးတယ်တွေ့တိုင်းလေဒီအချိန်မှာအမြဲတမ်းစုံပြစ်တယ်ဆိုတော့ဟုတ်အာဘယ်လိုမျိုးယူသွတ်လဲဥပင်းဥရဲ့ဥပညာပေါ့ဘယ်လိုမျိုးကြိုက်လဲဆိုတာပြောလို့ရပါဘူးဘယ်လိုမှကျွန်တော်သုံးသပ်လို့မရပါဘူးအဲကျွန်တော်ရိုက်ထားတာတော့ကြာပြီတော့6နှစ်နေပါလောက်ရှိပြီပေါ့နော်ဦးမင်းရိုက်ထားတယ်ပေါ့နော်အစိတ်ရုပ်ရှင်ကားကြီးအဲမာကြီးတောင်းရဲ့ကျွန်တော်ရဲ့မမျိုးပေါ့မယ်လိုဒီရဲ့ကိုချထောင်ရဲ့အာငတ်စုကြီးရဲ့ကျွန်တော်9ယောက် အာကာလေးအခုအစိတ်6တော်ပိုင်းလာလို့ရှိပါတယ်။ character တွေကတော့အဲ့ခေအဲ့အချိန်ပုံစံမျိုးလေးကိုရိုက်ထားမိမယ်အခုထိခင်မိနေတဲ့ဦးမင်းရဲ့စိတ်ကူးရဲ့ idea တွေပေါ့။ဟုတ်ဆိုတော့အဲဒါလေးကရုံတင်တွေ့ရမှာပါ။ဟုတ်ကဲ့ကျင်းလို့အကျန်လေးပဲ။အမဟုတ်ဗျ။တော့အမှုလေးပဲ။ ဒရမာဒရမာဟုတ် fancy drama ပုံစံမျိုးလို့ပါအအကူနဲ့ကပထမဆုံးစုံတဲ့ကားဖြစ်တယ်ပေါ့နော်ဒီအောင်ကမီယိုရှင်ထော်လိုရင်းနဲ့ကိုချောင်းနဲ့ပထမဆုံးကြားရတဲ့ကားလို့ဆိုတော့အကူနဲ့ကတော့ဘာမှဘာမှပြောစရာမရှိပါဘူးအပေးယူမျှတယ်ပြီးတော့အကူကအာညီကိုလိုဖြစ်နေအောင်အများဆုံးပါလေဖေးချင်းကြီးပြေးစားရကွေးလောက်တဲ့ခါမှလုပ်ပါတယ် takeoff. ရိုက်တာနေနဲ့ရိုက်တဲ့အမျိုးမျိုးရိုက်တဲ့ခါဆိုအမျိုးမျိုးကတွေ့ဟိုတကယ်ဟိုမင်းသားလာတဲ့သူဆိုတော့လေ အဲ driver လောက်တဲ့ခါမှာလည်းအရင်တောင်းစီတယ်အရင်ဟိုဟိုကြိုက်ရတာမိုက်တယ်ဗောဗျာအဲကျွန်တော်ကဦးမင်းကိုတော့အနုပညာသုံးသပ်လို့မရပါဘူးဦးမင်းကိုဟိုမိုက်တယ်ကြိုက်တယ်ဗောနော်ဒါသူရဲ့အဲ့လိုအမြင်နဲ့တင်ပေးတယ်တွေ့တိုင်းလေဒီအချိန်မှာအမြင်နဲ့ဆုံးပြစ်တယ်ဆိုတော့ဟုတ် အာဘယ်လိုမျိုးယူတွတ်လဲဥင်းဥရဲ့ဥပညာပေါ့ဘယ်လိုမျိုးကြိုက်လဲဆိုတာပြောလို့ရပါဘူးဘယ်လိုမှကျွန်တော်သုံးတက်လို့မရပါဘူးအကျွန်တော်ကဟိုဟာလေးအဲ့ထဲမှာကကျွန်တော်နဲ့မအမပေါ့စီပါမအီတောင်းနဲ့ဒရဲအမျိုးနဲ့ကိုဂျပန်ဒရဲဆိုတော့အာအဲ့လိုဟိုဘက် site အနေနဲ့ဆိုရင်တော့ဟာသူတို့ညောက်အဲ့လိုမျိုးလေးတုံးဆောင်တဲ့ဟာလိုက်ကြည့်ပြတာပေါ့နော်ကျွန်တော် drama ကြိုက်တဲ့သူဆိုတော့ drama ကကျွန်တော်တော်တော်ဟိုဘယ်လိုပြောမလဲအရန်အရန်ဖီးဖြစ်တယ်ပေါ့နော် ဟိုဟာ drama ရိုက်ရတာဆိုတော့ကြိုက်ပါတယ်ဘယ်ဟာလာလာတော့ကိုကအကောင်းဆုံးစူးစမ်းမယ်ဆိုစိတ်နေပဲဟာမလုပ်ဘူးအဲသူကလေဇက်ကအစား update ဖြစ်နေတာအဲ့တုန်းကရိုက်တုန်းကတော့အဲ့ရဲ့အဲ့ theme မှာရှိတဲ့အခြေအနေတွေအလောက် update မဖြစ်သေးဘူးဒါပေမဲ့ဦးမင်းရဲ့ idea ပေါ့နော်အခုအခု2025မှာအဲ့ဒါ update ဖြစ်နေတော့အာလက်ရှိ ठी ဒါက update ဖြစ်နေအောင်ဆိုတော့ဒါကျွန်တော်တို့တော့ဒီကားလေးကိုတင်စီနေတာ quality ရုံတင်ရရဲဆိုတော့အများကြီးဝမ်းသာပါတယ်ဟုတ် အမှတ်တရတွေကတော့အများကြီးပဲအဓိကတော့အာကို့ရှေ့ရစီနီယာတွေနဲ့ရရဆိုတော့လေဟိုကျွန်တော်တော်တော့ဟုတ်ပထမဆုံးအဲ့လိုရုပ်ရှင်ကားကြီးမနေရတောင်းကောင်းရတဲ့ကားလို့ပြောမှာပေါ့နော်ဒီကိုဗစ်ကာလကြီးမဖြစ်ခင်ကရခဲ့ကြတာဆိုတော့အဲ့ဒါတော့အမှတ်တရပါအဲ့ဒါလည်းပြီးတာနဲ့ကျွန်တော်ဒီကိုဗစ်ကာလအိမ်ထဲမှာ home stay နေကြရတဲ့အချိန်ဖြစ်သွားတာပေါ့ရှိဘူးဗျအဲ့တော့ကတော့ကျွန်တော်ငွေဆောင်ဘက်မှာရခဲ့တာညားတယ်ပြီးရန်ကုန်မှာများဆိုတော့ location တွေကတော့ update ဖြစ်တော့မှာပေါ့ ိုတာအဲ့ဒီမှာ location နဲ့အခုရှိသေးရလားလို့ရှိရပါရှိရအထုံးဆက်တိုင်းမှာကျွန်တော်တို့ drama ဆိုတော့လေကျွန်တော်အရန်စိတ်နှစ်ပြီးစူးစမ်းရတာဆိုတော့ဟိုဒါပေမဲ့ကျွန်တော်ရဲ့အဲ့ဒီဟိုငင်ငင်တော့အချိန် color လေးကိုပြင်မြင်နေရသေးတယ်လို့ပြောအောင်ပါဘာလဲအဲလွန်ခဲ့တဲ့6နှစ်လောက်ဆိုကျွန်တော်လည်းနည်းနည်းလေးအာငယ်သေးတယ်ပေါ့ဟုတ်ကူရနည်းနည်းလေးအဲ့အဲ့နည်းနည်းရင်းကျက်တဲ့အချိန်ဖြစ်သွားပြီတော့အဓိက character နာမည်နဲ့တွဲမြင်တာလည်းကြိုက်ပါနောက်ပြီးတော့အဲ့လိုကျွန်တော်ဒီလို့ပြောအောင်မလဲဥပမာဟို အော်ဒါစင်ကာရိုက်တာမျိုးတွေပါအဲ့လိုကြိုက်တယ်။ဒီလည်းနည်းနည်းစူးစမ်းကြည့်ချင်တယ်မလွယ်ဘူး။ဒါပေမဲ့အရင်ကြိုးလုပ်ကြည့်ချင်တယ်။ဒီတော့ဆိုလည်းတန်ကြောင်းတာကြာ။အော်အခုချိန်ကြီးလေ။အခုတော့အခုအဲ့လိုမေးရရဆိုတော့ပို့ထုံးဆိုလည်းအခုချိန်ကြီးရ။ပြောလိုက်တာနဲ့တည်ရဲ့အဲ့အဲ့လိုမျိုး။ဒီလိုလည်းအဲ့လိုအော်ဒါစင်ကောင်းတယ်။အဲ့ဒါကျတော့ပိုလီယိုဖြစ်မယ်ဆိုရင်ပိုလီယိုအော်ဒါစင်နဲ့ပိုလီယိုတော့နည်းနည်းကွဲကွဲတော့ကွဲနေတယ်။အော်ဒါစင်ကျတော့ပုံစံတစ်မျိုးပေါ့။အာ ဲ့မတူတဲ့ character လေးပေါ့နော်ဘယ်သူရဲ့လုံးမဟုတ်ပါဘူးလူတွေရဲ့ဘဝကိုပုံပေါ်ရတဲ့တယောက်ဆောင်လေးဆိုတော့အဲ့လိုအနည်းဆက်ဆုံးတူအောင်တော့စူးစမ်းကြည့်ဒါမဲ့လည်း100%မတူပါဘူးအကောင်းဆုံးလုံးကြည့်ကြင်တာပေါ့ဟုတ်ရှိတယ်အခုကကျွန်တော်ဒီအာ series comeback လို့ပြန်ပြောလို့ရပါဘူး series ကိုကျွန်တော်ရက်ထားတာနှစ်နှစ်လောက်ရှိပါပြီနှစ်နှစ်အတွင်းမှာကျွန်တော်အဲ့လုံရှင်ကားကြီးတွေလည်းရိုက်ဖြစ်တယ်ပေါ့နော်အခုမှ series ကိုပြန်ပြီးတော့စရိုက်တာလို့ပြောအောင်ပေါ့နောက်ဆုံးရိုက်ခဲ့တာ2023လောက်ထဲရနောက်ဆုံးပြတ်သွားတာပေါ့နော်အဲ့ကလည်း အာမလာသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်ကားမလာတာ၃မိနစ်နီးပါးလောက်ရှိပါသေးတယ်တော်တော်ကြာပါသေးတယ်အားလုံးကကျွန်တော်နောက်ဆုံးတောင်းရင်လည်းပဲဆွဲနေတော့ဖြစ်နေပါလေကျွန်တော်လည်းခဏလုံချင်တာကြီးလုတ်ခဲ့ပြီးပြီဆိုတော့ခဏ CVS ကိုဖြတ်ချလိုက်တာအဲအခုကားကြီးမှာဘာလို့လဲဆိုတော့ကျွန်တော်လုံချင်ကားကြီးလည်းရိုက်နိုင်လို့လဲလို့တယ်ပေါ့နော်အဲဆိုအကားကြီးဘက်ကိုအရင်က CV ရိုက်မယ်ဆိုရင်ကျွန်တော်က6လောက်လောက်ပြီးအဲ6လောက်ဘယ်မှထွက်လို့မရတော့ဘူးတော့ကိုကိုတိုင်း အာ main character ဖြစ်တဲ့ခါမှာကိုကထွက်ပြီးရိုင်းနေနောက်မှရိုင်းဆရာမရှိတော့ဖြစ်တဲ့တော့လက်လွတ်ရတာအများကြီးပေါ့နော်အဲ့တော့ series ခဏရပ်ပြီးကားကြီးရိုက်တယ်အခုတော့ series ကကိုကဘာပြီးတော့ forever သူကအာပေးလိုက်တဲ့ဟိုချက်ထက်ဆိုဖြစ်တဲ့အတွက် series ကိုပြန်ရိုက်ချင်တော့ကိုလည်း whatever ခုကအေးလေးနဲ့တက်ကားလေးမှာပြန်ส่งဖို့ส่งဖို့ခွင့်ရေးပေးရဆိုတော့အရန်ပျော်ပါတယ်အဲအရန်ပျော်တယ်ဘာလို့ဆိုတော့ series ကိုဟို အရင်အားဆိုင်ရပဲ series ကလေဘာလို့လဲဆိုတော့အခုအပြင်မချောဘူးလဲပါတယ်ဆိုတော့လေဟိုဇက်ကအရင်မြိုင်နေကောင်းတယ်ဟိုတည်းအရင်ကိုဟို challenge ဖြစ်မဲ့ဇက်တွေကြီးပါပဲအာအဲ့ဆိုတော့ကိုယ်ကိုလည်းယုံကြည်လို့တာဝန်ပေးရဆိုကိုယ့်ဘက်ကလည်း100%အရင်ပြန်ပေးရမယ်လို့ဆိုရဲစိတ်ကိုပေါ့နော်အခုဆိုရင်ဒီပိုင်းတည်းကစားအနေနဲ့အဲ့ဒါကြီးပဲထိုင်ထက်နေရလွဲလို့မရပါဘူးဘယ်မချောငငယ်လေးတွေကမချောခိုက်ကြည့်ဦးရလေဆိုတော့ဟိုခု ဒီဝိုင်းအနေနဲ့ဘယ်သူနဲ့ပဲတွေ့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 ပြီးတေးဥဆောင်မှာပို့အတွက်ကတော့ဒါဘာပြောဟိုအကောင်းဆုံး chance တစ်ခုပေါ့နော်ဟုတ်ဒီကလောင်းမှာလားအဲအဲ့လိုလဲပါမှာပေါ့အခုဒီကလောင်းနေပြီနော်အင်းနည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 ်းတော့ပါမှာအခုကျွန်တော်အဲ့ကားလေးကိုအဲကားလေးနာမည်မြစ်တာလေးညင်းတင်းစီတာပေါ့နော်အဲ့ကားလေးကျွန်တော်ရိုက်ဖို့ရှိပါတယ်အမြန်ဆုံးပြိတ္တရှိရောက်လာမယ်လို့ထင်ပါတယ်အဲ့တော့အားပေးကြပါဦးဆိုတော့ဒီစပါ